ားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ် ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဒီညကနေကျွန်တော်တို့ဒါစုမုံကောင်းတောင်းပေးလိုက်ပါတယ်ဘောနော်အဲ့တော့လက်ရှိမှာဒါဒီနေ့ညနေမှာတော့ဒါ Athletic UK ကတင်ထားတဲ့သတင်းတကူရဲ့ဒါမနေ့ညကလည်းဒါကျွန်တော် Manchester City အသင်းနဲ့ဒါ Manchester City Academy အသင်းတွေ Here we go တခုဖြစ်သွားတာလေးကျွန်တော်တင်ဆက်ပေးချင်တာဖြစ်ပါတယ်အဲ့လက်ရှိမှာ Manchester City အသင်းကတော့ဒါကျွန်တော်တို့ PSG ရဲ့ဒါကျွန်တော်တို့လူငယ်ကစားသမားတွေလက်ရှိမှာဒါကျယ်ပွင့်ကစားသမားလို့ပြောလို့ရတယ်ဆိုပြီးတော့ Fabio Romano ရဲ့သူ့ရဲ့ exclusive news မှာတင်ထားတာတွေ့ရမယ် Manchester City အသင်းနဲ့အခုလက်ရှိမှာဒါအသက်18နှစ်အရွယ်ရှိတဲ့ လူငယ်တိုက်စစ်မှုလေးဒါကျွန်တော်မမဒူစံကာလေးဆိုတဲ့ chapter ကလေးကိုတော့ဒါကျွန်တော် PSG ရဲ့ Academy ကနေပြီးတော့လက်ရှိ Manchester City Academy ကိုခေါ်ယူနိုင်ခဲ့ပြီဆိုတဲ့သတင်းတွေတက်လာခဲ့ဖြစ်ပါတယ်ဒီကစားသမားလာမယ့်ရက်ပိုင်းအတွင်းမှာဒါကျွန်တော်တို့မကြခင် စစ်စစ်တော့မှာဖြစ်ပြီးတော့ Manchester City အသင်းရဲ့ဒါကျွန်တော်အသင်းကြီးမှာပါဝင်နိုင်မှုလေမျှော်လင့်ထားတဲ့ကစားသမားလို့သိရတယ်မှာပါတယ်စစ်တီသိတယ်ဒါကျွန်တော် Manchester City Academy မှာအခုနောက်ပိုင်းမှာဒါကျွန်တော်လူငယ်တွေကိုဝယ်ဝယ်ပြီးတော့ဒါမှမဟုတ်အလွတ်နဲ့ပြောင်းရွှေ့လို့ရတဲ့လူငယ်တွေကိုပြန်လည်ပြီးတော့ recruit လုပ်နေတာကိုတွေ့ရမယ်တယ်မှာပါတယ်ဒါပေမဲ့ဒီကစားသမား ကဒါကျွန်တော်လက်ရှိမှာ highly rated လို့ပြောကြပါတယ်လက်ရှိမှာဒါကျွန်တော် Manchester City ရဲ့ tactical တွေပြောပုံအရဆိုရင်တော့ဒါလက်ရှိမှာဒီ Sangare ဆိုတဲ့တိုက်စင်မှု chart ကလေးကတော့တော်တော်လေးကိုကောင်းတဲ့ chart ကလေးလို့ပြောရတယ်မှာပါတယ်စနေတဲ့ဒီကစားသမားအလွတ်နဲ့ရခဲ့တာဖြစ်ပြီးတော့ Manchester City Academy အနေနဲ့ကောင်းမွန်နေတာကျွန်တော် chart တရားကိုထပ်မံပြီးတော့အသင်းကနေပြီးတော့ရရှိခဲ့တယ်လို့ဆိုလို့ရမယ်ဒီမှာပါပါတယ်အဲ့တော့ဒါကတော့ Fabrizio Romano ကသူ့ရဲ့ exclusive news မှာ TikTok မှာဟုတ်ဆိုရတဲ့ကောင်အဲကျွန်တော် Twitter မှာတင်ယူထားတင်ထားတဲ့ကြောင့်ဒါဟာပြီးသွားပြီလို့ပြောလို့ရတယ်လက်ရှိမှာဒါကျွန်တော်တို့နှုတ်အားဖြင့်သဘောတူညီမှုရရှိ ှိတာကိဖြစ်ပြီးတော့ဒါများမကြမီရက်သက်တပတ်အတွင်းမှာဒါဆေးစစ်မယ်ပြီးရင်တော့ဒါကစားသမားကိုတရားဝင်ခေါ်ယူနိုင်ကြတော့ Manchester City ဘက်ကနေတရားဝင်ကြေညာဖို့ရှိပါတယ်အဲ့တော့ဒါကျွန်တော်မမာဒူဆန်ကာရီအနေနဲ့ Manchester City ကစားသမားဖြစ်သွားလို့လာခဲ့ပြီလို့ပြောလို့ရမယ်တော့ပါအဲ့ဒါကတော့ Here we go တခုပါဘောနော်အဲ့တော့နောက်တစ်ခုအနေနဲ့ပြောရမယ်ဆိုလက်ရှိမှာ Manchester City အနေနဲ့ Florian Risk ကိုခေါ်ယူဖို့အတွက်အခုလက်ရှိမှာခက်ခဲတော်တော်များများကြုံရဖို့ရှိတယ်ဆိုတဲ့တင်ထွက်လာခဲ့တယ် Manchester City ဘက်ကအခုလက်ရှိမှာ Florian Risk ကိုလာမယ့်နေရာဒီအပြောင်းအရွှေ့စတာနေကိုတခါတည်းခေါ်ယူမ ယ်ဆိုတဲ့ပုံစံမျိုးကိုလုပ်ဖို့အတွက်ရှိတယ်။ဒါပေမဲ့ဒီညမှာပြဿနာတစ်ခုရှိတာကတော်ပြောမယ်ဆိုရင်အိမ်ကအမေဖေကဒါကျွန်တော်တို့တခြားလူနဲ့ပေးစားခြင်းနေပြီးတော့ဒါကျွန်တော်တို့သားသမီးကဟိုတခြားလူနဲ့ဒါယူခြင်းနေဆိုတော့ပြောခြင်းတာလက်နဲ့ကွဲနေလို့ဆိုတာရှိတယ်။အဲ့တော့ဘာကြောင့်ဘာဘာတွေခွာနေလဲ။အဲ့တော့ Florian risk ကစားသမားကူတိုင်ကအခုလက်ရှိမှာ Manchester City တင်ဒါကျွန်တော်တို့နိုင်ငံเจ้าကိုပြောင်းရွှေ့ကြတဲ့ချိန်သူနေတာကျော Germany ဘာပဲနေပြီး Bayern Munich အသင်းကိုပြောင်းရွှေ့ခြင်းတယ်ဒါကစားသမားကူတိုင်ကလက်ရှိမှာဒါ Manchester City တင်တဲ့ Bayern Munich ကိုဒါစိတ်ဝင်စားနေဆိုတဲ့ကောလာဟာလာသတင်းတွေထွက်နေတယ်ဒါပေမဲ့လက်ရှိနောက်ဆုံးရသတင်းတွေအရဆိုရင်တော့ဒါအာ Liverpool အနေနဲ့ဒါသူတို့အနေနဲ့အဓိက ဘိုင်းမြူးနစ်ကိုရောင်းချသွားတဲ့ဆိုင်သူတို့ကသူတို့ရဲ့ကစားသမားကိုဒါမန်ချက်စတာစီးတီးသစ်စီပဲပူပြီးတော့ရောင်းချခြင်းတယ်ဘုနော်ပြောချင်တာလက်ရှိမှာလေဗာကူဆင်အသင်းနဲ့လာမဲ့ညရာဒီမှာသူတို့အနေနဲ့ဒါကျွန်တော်လေးပြောပြချင်တာရှိတယ်လေဗာကူဆင်အကြောင်းပေါ့နော်စီးတီးသင်းကြောင်းပြောနေပဲလေလေဗာကူဆင်အနေနဲ့ခုလက်ရှိလာမဲ့ညရာဒီမှာဇာဘီအလွန်ဆိုးတာအသင်းကထွက်သွားခဲ့မယ်ဆိုရင်တော့တစ်ချိန်ကမန်ချက်စတာယူနိုက်တက်နီးပြဟောင်းဖြစ်ခဲ့တယ်အရစ်တဟကနီးပြလာလို့ဖို့အတွက်ရေးပန်းစားနေတာဖြစ်တယ်ဆိုတဲ့ဥစ္စာလေးကိုထည့်ပြီးပြောချင်တယ်ပေါ့နော်အဲ့ဒါပါလက်ရှိမှာဒါကျွန်တော်တို့မန်ချက်စတာစီးတီးအသင်းအနေနဲ့ဒါကျွန်တော်တို့ဖေဗာဖလော့ဖီဗီယန်ဟုတ်ကဲ့ဖလော်ရီယန်ရစ်ကို ခေါ်ယူခြင်းနဲ့ဆိုရင်တော့တော်တော်လေးကိုကြိုးစားရမယ့်ဒါတခုရောက်လာခဲ့ပြီ။ဒါကောလာဟာလာတွေကလာမယ့်ရသက်တပတ်အတွင်းမှာဒါကျွန်တော်လက်ရှိပက်ဘွာလွန်နေနေဒါဖလိုရီယန်ရစ်ကိုတရားဝင်ဖုန်းပြောပြီးဒါခေါ်ယူဖို့အတွက်ဆွေးနွေးမယ်ဆိုတဲ့ကောလာဟာလာဆက်ဆက်သတင်းတက်နေတယ်။ဒါဖုန်းပြောပြီးခေါ်ယူဆွေးနွေးမယ်ဆိုတော့ဒါဘယ်လောက်ထိတည်နိုင်လို့လဲဟောတော့မှဒါ ကောလာဟာလာဆင်မရှိမှာပဲအဲ့တော့လက်ရှိမှာဒါပက်ဘောလာကိုတိုင်ဒါကျွန်တော်တို့ Florian Risk ကိုခေါ်ယူဖို့တရားဝင်ဆွေးနွေးမှုမှာပါဝင်မယ်ဆိုတဲ့သတင်းတွေပါနေတဲ့ကြောင့်မို့လို့ Florian Risk ကတော့ချင်းနီရတဲ့ကျွန်တော်တည်ကျင်တယ်ဒါပေမဲ့သူ့အနေနဲ့သူ့မိသားစုကသူကလည်းရှိမှာ Germany နိုင်ငံကနေပြီးတော့ဒါမပြောင်းရွှေ့ခြင်းနဲ့အတွက်ကြောင့်မို့လို့သူ့အနေနဲ့ဒါ Manchester City တင်းသက်ဆိုင်တော့ဒါကျွန်တော်သူ့အနေနဲ့အဲ Bayern Munich ကိုပြောင်းခြင်းနဲ့တစ်ဖက်ကဒါ Leverkusen ကသူ့ရဲ့ဒါမဟာပြိုင်ဘက်ဖြစ်လာနိုင်တဲ့လာမယ့်နှစ်မှာပြိုင်ဘက်ကတိုက်တဲ့ challenge မှာဒါပြိုင်ဘက်တစ်ခုဖြစ်လာနိုင်တဲ့ဒါ Bayern Munich ကိုသူ့ရဲ့အကောင်းဆုံးကစားသမားတစ်ယောက်ကို ရောင်းလိုက်မယ်ဆိုရင်တို့တွေတော်တော်လေးကိုထိခိုက်သွားမယ်ဒီထားမှာရှိတယ်ဥမာဒါကျွန်တော်မှတ်မိတဲ့အတိုင်းပဲဒါဘူရီရှာဒေါ်မွန်ရဲ့အကောင်းဆုံးကစားသမားတွေဒါဘိုင်ယန်မြူနစ်ကိုရေးရောက်သွားတဲ့အကွက်ပူဆံမျိုးလီဗာကူစင်ကအဖြစ်မခံနိုင်ဘူးလီဗာကူစင်နဲ့အကဲသူ့ရဲ့ကစားသမားအကောင်းဆုံးကစားသမားတစ်ယောက်ကိုရောင်းမယ်ဆိုရင်တော့မှဒီကစားသမားကိုဒါသူတို့ရဲ့ပြည်တွင်းကလပ်မဟုတ်ဘဲနဲ့ဒါပြည်ပကလပ်ကိုသာရောင်းဖို့တော့ပြင်ဆင်နေတယ်ဒါအခုလက်ရှိမှာဒါလီဗာကူစင်အသစ်ကိုတိုင်ကဖလိုရီယန်ရစ်ကိုအသင်းပြောင်းခဲ့မယ်ဆိုရင်တော့သူ့အနေနဲ့ဒါပို့ပြီးတော့ အဲလက်ရှိမှာပြည်တွင်းကကလပ်ဆိုရတဲ့ပြည်ပကကလပ်ကိုပြောင်းရွှေ့ဖို့အတွက်ဒါလီဗာကူဆင်ကဖလော်ရီယန်ရစ်ကိုတိုက်တွန်းထားတယ်လို့ကြားသိရတယ်မှာပါအဲ့တော့ဖလော်ရီယန်ရစ်အနေနဲ့သူ့ရဲ့နာဂတ်နဲ့ပတ်သက်ဘလို့ဒါကျွန်တော်ဆိုပဲချက်မတော့မသိပေမဲ့အခုလက်ရှိမှာဖလော်ရီယန်ရစ်ရဲ့အေဂျင့်အနေနဲ့အတူဒါမန်ချက်စတာစီးတီးရဲ့အေဂျင့်အနေနဲ့တရားဝင်ဆွေးနွေးမှုတချို့တော့ပြုလုပ်ထားတယ်ဒါပေမဲ့ကစားသမားအခုချိန်ဒီဘိုင်ယန်ကိုစိတ်ယိုင်နေတယ်။ဘာကြောင့်လဲဆိုတော့တီးကြတဲ့အတိုင်းပဲဒါ သူအနေနဲ့ဂျမနီနိုင်ငံမှာမနေကျွန်တော်ဒါများမကြမီမှာအကယ်၍သာပက်ကောလာကိုတိုင်ဒီအပြောင်းရွှေ့မှာစကားတစ်ခုအနေနဲ့ပြောဆိုလာနိုင်ခဲ့မယ်ဆိုရင်တော့ဒီအပြောင်းရွှေ့ကတမျိုးတစ်ဖုံပြောင်းလဲသွားနိုင်တယ်ဆိုတဲ့ကောလာဟာလာဒီကိုတွက်နေတာတော့တွေ့ရမယ်တဲ့မှာပါပါတယ်အဲ့တော့လက်ရှိမှာတော့ Manchester City အသစ်နဲ့ဒါကျွန်တော်ဒီနေရာမှာလည်းမရက်သွားခဲ့နေပြောစရာရှိတာကလာမစ်နွေရာဒီမှာကစားသမား၄ယောက်၅ယောက်လောက်ဒါကျွန်တော်ခေါ်ယူသွားဖို့အတွက်ပြင်ဆင်လာခဲ့တယ်အဒီနေရာမှာ Athletic UK ဒါအဓိကဆွေးနွေးခဲ့တာကဒီ၄ယောက်၅ယောက်ပါ Manchester City အသစ်နဲ့ကိုးသမားနဲ့ကွင်းလယ်နဲ့ဒါကျွန်တော် ောက်တန်းဒီအဓိက လင်းအောင်လေးအောင်ငါးယောက်ကိုလဲသွားမယ့်နေရာကဒီကွင်းလယ်နောက်တန်းဒါဂိုးသမားနေရာကိုသာအဓိကလဲသွားဖို့ရှိတယ်စီတီတင်းတဲ့ခုလက်ရှိမှာတိုက်စပိုင်းကတော့အဓိကပြောင်းလဲမှုမရှိတော့ဘူးသူတို့နေတဲ့ခုလက်ရှိရှီရွေးဆွဲကစားသမားတွေဖြစ်တဲ့အိုမာမာမွတ်တဲ့အဲလင်ဟာလန်တို့ရဲ့ဒါကျွန်တော်တို့လက်ရှိ strike set ကိုတို့သဘောကျပြီးသားဖြစ်တယ်ဒီထက်ပိုကောင်းနိုင်တဲ့ကစားသမားတယောက်မရှိတော့ဘူးသူတို့နေယူဆတယ်အဲ့တော့လက်ရှိမှာအိုမာမာမွတ်နဲ့အဲလင်ဟာလန်ကစီတီတင်းရဲ့တိုက်စကိုလာမယ့်နေရာဒီမှာဥဆောင်ဖြစ်တယ်ဒါပေမဲ့လက်ရှိမှာစီတီတင်းရဲ့တောင်မန်ကွင်းလယ်ဒါ CM နေရာမျိုးကစားလို့ကစားရတဲ့ကစားသမားမျိုးဒါအပြင်ကျွန်တော်တို့ဒါ Kansas City Moody ဖူ ဘက်တွေဒါကျွန်တော်တို့ဆန္ဒဘက်တွေဒါအပြင်ကျွန်တော်ဂိုးသမအကုံလုံးကိုလာမယ့်နေရာဒီမှာပြောင်းလဲဖို့တော့ကြိုးစားနေတယ်။စီးသင့်တဲ့လက်ရှိမှာ home ground နေရာကိုအနေငယ်များစိုးရိမ်စရာရှိပေမဲ့လာမယ့်နေရာဒီမှာသူတို့အသင်းကအဓိကထွက်မဲ့ကစားသမားတချို့ရှိတော့ကြောင့်ဒီကစားသမားအထွက်နဲ့အဝင်နဲ့ home ground ratio ကိုပြန်ပြီးညှိနိုင်မယ်လို့ဒါသူတို့အနေနဲ့မျှော်လင့်ထားတယ်။ဒါအပြင်စီးသင့်အသင်းနဲ့လာမယ့်နေရာဒီမှာ Pep Guardiola ကိုဒါ Manchester City Academy ကကစားသမားတွေကိုညှိတောင်မြောက်ပေးနိုင်မှုတော့လက်ရှိမှာမျှော်လင့်ထားတဲ့ဆိုတဲ့တဲ့နေကောလာဟာလာယာတတ်နေတယ်။အခုလက်ရှိမှာဒါ City အသင်းနဲ့ဒါ O'Reilly ကိုလည်း Manchester စီးရီးအသင်းရဲ့နီးပြဂွာဒီယိုလာကတော်တော်လေးကိုကြိုက်နှစ်တတ်တဲ့ကြောင့်လို့အိုရယ်လီနည်းနဲ့များမကြမီအချိန်တော်တွင်မှာဒါစီးရီးအသင်းရဲ့ first line နဲ့ကစားသမားဖြစ်လာဖို့အတွက်မျှော်လင့်တယ်လို့ပြောလို့ရရတယ်မှာပါတယ်ဒါပေမဲ့စီးရီးအသင်းနဲ့လာမယ့်နေရာဒီမှာအသင်းကအကြီးကျယ် overhaul လုပ်ဖို့ရှိရတဲ့ကြောင့်မို့ home ground ဒါကျွန်တော်တို့ငွေမွေးချံမောက်ကိစ္စကလည်းလုံးဝကိုပူစရာမရှိဘူးလို့ athletic uk ကလည်းပြောထားတာတွေ့ရမယ်အခုလက်ရှိလာမယ့်နေရာဒီမှာထွက်မဲ့ကစားသမားတွေကြီးပဲတော်တော်များတယ်ဥပမာလက်ရှိမှာဂိုးသမားနေရာမှာဆိုရင် odega တယောက်ပဲကြံခဲ့ပြီဒါကျွန်တော်တိလောက်အက်ဒါဆန်ထွက်မယ်ကိုနောက်တန်းမောက်တာကျွန်တော်တိလောက်ကအကီနဲ့အာကင်ဂျီနှစ်ယောက်တည်းကတယောက်ကိုပေးထွက်မယ် DS ကြံခဲ့မယ်ကောလာဟာလာနောက်ဆုံးတည်နေရဆိုရင်ဒါလာမယ့်နွေရာသီမှာအခုလက်ရှိအသင်းမှာရှိရင်းဆွဲရှိတဲ့ကစားသမားဖြစ်တဲ့ Victor Rich ကိုလည်း Fiorentina ကိုတစ်နှစ်ငှားချမယ်ဆိုတော့ကောလာဟာလာရဲ့ထွက်တယ်ကွင်းလယ်ပိုင်းမှာဆိုလက်ရှိမှာ Bernardo Silva အသင်းပြောင်းမှုရှိတယ် Jack Grealish အသင်းပြောင်းမှုရှိတယ် Gundogan ကိုစာရုပ်သစ်မတိုးဘူးဆိုတဲ့တည်နေထွက်နေတယ် Kevin De Bruyne ထွက်မယ်အဲ့တော့လက်ရှိမှာကွင်းလယ်ပိုင်းမှာလာမယ့်နွေရာသီမှာ City အသင်းနဲ့တော်တော်လေးကိုပြောင်းလဲမှုတွေမြင်ရဖို့ရှိရဲ့ကောလာဟာလာ ရကိုဗာ6ကိုတော့အသင်းမှာဆက်ထားဘူးတဲ့ဂွာရီလာကမြေစိမ်းပြခဲ့တယ်လို့ကြားသိရတယ်မှာအဲ့တော့စီးရီးသင်းနဲ့လာမဲ့နွေရာဒီမှာအကြီးအမားဆုံးပြောင်းလဲမှုတွေတွေ့ရဖို့ရှိဖလော်ရီယန်ရစ်ကိုလည်းလာဖို့ရှိတယ်အဲ့တော့စီးရီးသင်းနဲ့ခုလက်ရှိမှာဒါကောလာဟာလာ TF4 TF5 ကြားထဲမှာတရင်းတွေရဖလော်ရီယန်ရစ်ရဲ့ပြောင်းရှိကနည်းနည်းလေးဒါလှုပ်ခတ်လာမှုရှိတဲ့အကြောင်းမို့သူတို့အနေနဲ့ Morgan Gifford ကိုသူတို့တရားဝင်ဆက်သွယ်သွားဖို့ရှိတယ်လို့လည်းကြားသိရတယ်မှာပါတယ်တစ်ဖက်ကဒါကျွန်တော်တို့ Everton အသင်းပုံစံ ပဲအပါတယ် Northern Forest အသင်းပိုင်ရှင်နေအနေနဲ့သူတို့ရဲ့ဒါကျွန်တော်တို့ကွင်းလေကစားသမားကိုလာမင့်တွေရဒီမှာ Champion League ဝင်ခဲ့မယ်ဆိုရင်တော့ဒီကစားသမားအသင်းမှာတစ်နှစ်လောက်ဆက်ထားနိုင်ဖို့အတွက်ဒါကျွန်တော်စူးစမ်းသွားမယ်လို့လည်းကျွန်တော်အနေနဲ့သိရတယ်မှာပါတယ် Northern Forest ပိုင်ရှင်ကတော့အခုချိန်မှာဘယ်လောက်ထိစူးစမ်းသူအနေနဲ့သူ့ရဲ့အသင်းနှစ်သင်း Champion League တစ်ချိန်နဲ့ဝင်သွားအောင်ဆိုတော့ Northern Forest ရဲ့သူနဲ့ဒါကျွန်တော်တို့အဲပြောမဆိုရင်ဒါတစ်ဖက်လက်နဲ့လမ်းခွဲဖို့တော့မကျင်တဲ့အထိကိုစူးစမ်းတော့ဒါ Morgan Gibson ကိုသူနဲ့ရောင်းချသွားမယ်ဆိုတဲ့ကိစ္စကတည်င်းအရာတော်တော်လေးကိုစော့စရာအားနည်းလို့ပြောလို့ရတယ်မှာပါအဲ့တော့ City တင်းနဲ့ကျွန်တော်ထင်တယ် Morgan ဆိုတော့တရားဝင်ဆွေးနွေးမှုပြုလုပ်နေခဲ့ကစားသမားအနေနဲ့ again northern forest လာမယ့် new year ဒီမှာ champion league ဝင်ခဲ့မယ်ဆိုရင်တော့အသေးပြောင်းမှုတော်တော်လေးကိုခက်ခဲသွားမယ်လို့မြင်နေဒါပေမဲ့ florian risk ကိုတော့ချက်တော့စောင့်ကြည့်ရမယ်ဒီမှာပါတယ် morgan gisright ကတော့ကျွန်တော်တို့စိတ်ဝင်စားမှုကောင်းမဲ့အခြေအနေရှိမယ် city တဲ့ရဲ့ number 1ပြတ်မှတ်ကတော့ florian risk ကိုပြောလို့ရတယ် florian risk နဲ့ခုလက်ရှိမှာ bayern munich ကိုကြာစိတ်ရိုက်နေဆိုတာမှတ်မဲ့ bayern munich အနေနဲ့ခုလက်ရှိမှာ leverkusen တောင်းတဲ့ euro တန်းတရာကိုပေးသွားမလား ဒါကတော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်လို့ပြောရင်းနဲ့ပဲကျွန်တော်ကိုတာဝန်ပြုပါဗျ။ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုတဲ့ TV4 ကြီးတို့မှာကျေလူဆန်ပေါအောင်ကူညီလို့ရပါတယ်။မင်းများလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့။အောက်က comment တွေမှာလည်း Youth Sport Media 3.0ဆိုတဲ့ TV4 ကြီးတွေလင်းလေးတွေကိုထည့်ပေးထားခြင်းပဲကျွန်တော်မှဆောက်ကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube Channel လေးကိုလည်း Like and Subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်။ညံ့များလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့။ညံ့များကလစ်မှမြင်မြန်နိုင်မှာဖြစ်ပါတယ်။အားလုံးမကြိုးတူပါနဲ့။ကောင်းမွန်သောညီလေးတစ်နေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့တွေနောက် ောင်းမှာအေးစစ်စစ်တွေ့ကြတာပေါ့အားလုံးမကြိုးတမိုင်းကျွန်တော်တော့ကြည့်ပါဦးဗျဒေးပါဗျ